င်္ဂလာပါရှင်မင်္ဂလာပါဒီနေ့ကျမပြောချင်တာကတော့ဗောနော်ဒီကျမတို့ကဒီခုလာမယ့်နှစ်စန်းတရက်နေ့ကနေအာကျမတို့ကအခုမြန်မာခုနှစ်1386ခုနှစ်ကနေ1380ခုနှစ်ခုနှစ်ကိုပူပြောင်းတော့มาပဲဖြစ်ပါတယ်เนาะအဲ့တော့ဒါကျမတို့တွေအောင်တော့86ခုနှစ်ခုနှစ်မြန်မာခုနှစ်တွင်မှာကျမတို့တွေနေနဲ့သားသမီးတွေဘယ်နေနဲ့နေရအာကောင်းနေဘယ်နေနဲ့နေရ ညံ့နေပေါ့နော်တတိထားမယ့်အရာလေးတွေကိုပြောပြပေးချင်လို့ပါလက်မှတ်တနင်းငွေပေါ့နော်ဒီနှစ်တွင်းမှာတနင်းငွေသားသမီးတွေကသူကကျမ်းမာရေးဖြစ်တယ်ဆိုရင်တောင်မှပေါ့နော် ကျမ်းမာရေးဖြစ်တယ်ဆိုရင်တောင်မှအာအရန်ကြီးမဖြစ်ဘူးဒါပေမဲ့တချောင်ချောင်ဖြစ်တတ်တယ်ငွေကုန်ကြီးကြအရန်များတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့အခါမှာလေတကယ်ဘယ်လိုပြောမလဲ ခုပုံမှန်ခိုင်းနေတဲ့ကိုပို့ပြီးတော့ဝင်ဝင်နဲ့ပတ်သက်တဲ့အခါကျရင်နေပါသွားတာမျိုးเนาะအဲ့လိုဟာမျိုးလေးတွေအာကြုံတွေ့ရတတ်တယ်တင်းငွေတွေနဲ့အဆောက်အဦတွေနဲ့ပတ်သက်တဲ့ဟာတွေကိုလေကျမတို့ကဒီနေ့မှာအထူးသတိထားရမှာပဲဖြစ်တယ်ပေါ့เนาะအဲ့တော့အဆောက်အဦတွေနဲ့ပတ်သက်တဲ့ခါကြီးသတိထားမယ်တင်းငွေတွေဒါသမီးတွေကဒီနေ့ပိုင်းမှာအဆအဆရရသတိထားရမယ်အဲ့လိုပဲအိမ်နောင်ရေးတွေမှာလေအိမ်နောင်အာဘတ်တွေပေါ့เนาะတယောက်နဲ့တယောက်သဘောထားမတူညီတာဒါဟိုအိမ်နောင်ဒါတင်းငွေတွေဒါသမီးမှမဟုတ်ဘူးเนาะဒီနေ့မှာတင်းငွေတွေဒါသမီးတွေကလေအိမ် ောင်ရေးအိမ်နွေးရေးနဲ့ပတ်သက်ပြီးခရုဆိုင်ရမှာဖြစ်တယ်လို့ကျန်တဲ့ခုနှစ်သားသမီးအရှင်းနေတဲ့သားသမီးတွေကလည်းဒီနှစ်ထဲမှာအိမ်တောင်ရေးတွေကိုအထူးသတိပြုပါအိမ်တောင်ရေးအိမ်တွင်းရေးမှာကတယောက်နဲ့တယောက်မတူညီတဲ့ဟာဒီပေါ်ပေါက်လာလိမ့်မယ်တစ်ဖက်မှာကြတော့စိတ်အေးအေးချမ်းချမ်းနဲ့နေတဲ့ positive energy ရှိတဲ့သူတစ်ဖက်မှာကြတော့ negative energy နဲ့ရှိတဲ့သူအကောင်းမြင်စိတ်မရှိတဲ့သူအဲ့လိုမျိုးတွေဆိုပြီးကွဲပြားလာပြီးတော့ခါကြတော့ဘလို့တွေစိတ်ခံစားချက်တွေဖြစ်လာမလဲဆိုရင်ဒီအိမ်နောင်ကြီးဟာငါနဲ့သူနဲ့ဟာစိတ် သဘောထားမတူညီတော့ဘူးမကန့်ညီတော့ဘူးသူနဲ့ငါနဲ့ဟာရေရှည်ဆက်သွားဖို့မဖြစ်တော့တော့ဘူးဆိုပြီးတော့ပို့ပြီးတော့တွေးမိလာမယ်အရင်တော့ကတော့ဒီလိုပဲအာတိတ်တတိမထားမိဘူးပေါ့နော်အိမ်တော်ရဲ့ပြဿနာအိမ်တွင်ရဲ့ပြဿနာဖြစ်ခဲ့တယ်ဆိုရင်တောင်မှကွဲကွာဖို့အထင်စင်းစားခဲ့ကြတဲ့သူကြီးဒီနှစ်မှာအိမ်တော်ကြီးတွေအိမ်တွင်ကြီးတွေကွဲကွာအိမ်တော်ကြီးတွေမှာလည်းကွဲကွာခြင်းစိတ်ပြီးဖြစ်လာမယ် စိတ်တွေမကိုက်ညီတာတွေအင်နာဂျီမကိုက်ညီတာတွေပိုတိလာမှာဖြစ်တယ်လို့မိသားစုတွေအိမ်တွင်းထဲမှာလေဆိုရင်လည်းတယောက်နဲ့တယောက်သဘောထားအမြင်တွေမတူညီတာတွေပို့ပြီးသိတာလာပြီးတော့မိသားစုတွေကနေခွဲခွာပြီးတော့ခါကြတော့တယောက်တည်းတတိတတန်နေခြင်းနဲ့ကိုနဲ့အင်နာဂျီကိုက်တဲ့သူတွေနဲ့ပဲနေခြင်းလာတယ်ဆိုတဲ့စိတ်မျိုးတွေတော်တော်များများမှာဖြစ်လာလိမ့်မယ်လို့ပြောခြင်းတယ်နော်အဲ့လိုဟာမျိုးတွေဖြစ်တယ်ပြီးတော့ခါကြောင်ဒီနေ့ထဲမှာဆိုရင်ကျမတို့ကငွေချင်းနဲ့ပတ်သက်တဲ့အရာတွေဆို positive energy နဲ့တွားမှာပို့ဖြစ်မှာ เนาะဒီတနင်္ဂနွေသားသမီးတွေအခုဒါတနင်္ဂနွေသားသမီးတွေအတွက်ဒါပြီးသွားရထားပါတော့တနင်္ဂနွေသားသမီးတွေကဒီနေ့ထဲမှာအစစရအတွက်အထူးတတိပြုရမယ်ဒါပေမဲ့ကျမဒီလိုမျိုးကန်စာတာဂျိုဝင်ကြတဲ့အခါမှာကျမဖြတ်တန်းခဲ့တာကျမဖြတ်တဲ့အားလုံးပြီးဖြတ်တန်းလာဖျားတရားအားလုံးပြီးဖြတ်တန်းတော့ဆိုတော့ကိုကအစိုးကြုံရမယ်တိတ်ရမှာ90လောက်နဲ့ပဲပြီးသွားတဲ့ဟာမျိုးတွေဖြစ်ရှိတယ် အဲ့တော့ဖျားတရားဘာသာရေးကိုခါတိုက်တဲ့နှက်စားပို့လို့ပေးပါနော်တနင်္ဂနွေသာသမီတနင်္လာသာသမီဗုဒ္ဓဟူးသာသမီဤနေ့နံသုံးခုကဘာသာရေးကိုပို့ပြီးတော့ပို့ပြီးတော့လှုပ်ဆောင်ပေးပါနော်အဲ့တော့တနင်္လာသာသမီတွေကြတော့ဒီနှစ်ထဲမှာတနင်္လာသာသမီတွေအခက်ကြုံရတတ်တယ်နော်မိသားစုတွေနဲ့ဝေးကွာရနေရကိုသွာလာပြီးနေရတတ်တယ်တနင်္လာသာသမီကုန်းလန်းရေလန်းနဲ့လောက်ကင်နေတဲ့သူတွေဟာဒီနှစ်ထဲမှာအဆအဆရရတတိထားရလိမ့်မယ်နော်ကိုမဟိုဘယ်လိုပြောမလဲ အတိုက်အခံရံများတတ်တယ်တသက်လုံးကိုအတွက်ကောင်းနေကိုပေါ်ကောင်းနေလို့ထင်ခဲ့တဲ့လူတွေကိုအတွက်ကောင်းနေလို့ထင်တဲ့လုပ်ငန်းတွေတို့ကိုအတွက်ကောင်းနေလို့ထင်တဲ့နေရာတွေဟာအာဒီနှစ်တွေထဲမှာအဲ့ဒီနေရာတွေမှာမပျော်ပိုက်တော့တာအဲ့ဒီနေရာတွေမှာမနေချင်တော့တာကိုကောင်းနေလို့ထင်ခဲ့တဲ့သူတွေကကိုပေါ်မှာတကယ်မကောင်းဘူးဆိုတာတွေကိုတိတိတတ်တာကွဲကွဲပြားပြားတိသွားမယ်နှစ်လေဖြစ်တယ်เนาะအထူးသဖြင့်တနေ့လာသားသမီးတွေဒီနှစ်ထဲမှာစိတ်အတက်အကြရပုံများနေတတ်တယ် အဲပုံများမယ်ပေါ့နော်ဒီ1389ခုနှစ်ခုနှစ်တော့အစိတက်ကြတွေပုံများနေမယ်လှုပ်ချင်ကင်ကျင်တဲ့စိတ်တွေအာပပြောင်းနေမယ်အစိတ်တိုးနေမယ်စိတ်တွေအာဟိုဒေါသထွက်လွဲတယ်ဟိုဘယ်လိုပြောမလဲစိတ်မအေးချမ်းမှုတွေကိုခံစားရတတ်တယ်ပြီးတော့တက္ကလောကလုံးကမှာကိုတယောက်တည်းရဲ့အယူဆကမှားယွင်းနေတာလားဆိုပြီးတော့လေကိုယ့်ရဲ့စိတ်အယူဆတွေအတွေးခေါ်တွေကို အာဘယ်လိုပြောမလဲကိုကိုတိုင်းတေချာဝေဖန်မဆန်းစစ်နိုင်ဘူးအဲ့လိုအနေအထားမျိုးလေးတွေလည်းကြုံတွေ့နေရတတ်တယ်နော်အဲ့ဒါမျိုးတွေရာစိတ်ပိုင်းဆိုင်ရာခံစားချက်ဒီနှစ်တွေထဲမှာတနင်္လာသားသမီးတွေပို့ပြီးသိလာမှာတော့ကို့ဘော်ဒီလိုဟာကောင်းနေမကောင်းဘူးဆိုတော့တော်တော်လေးသိလာမှာဖြစ်တယ်လို့ဝေချင်းနဲ့ပတ်သက်တဲ့ခါဆိုရင်တော့တခုတော့ရှိရယ်ဝင်လာရင်လည်းလုံးဝနဲ့ဝင်သွားဝင်လိုက်ပြန်ပြီးရုပ်တရက်အမ်ပြီးရင်ငွေကြေးဝင်တဲ့အချိန်ကတန့်သွားပြန်ပြီအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ် ကားတွေဒီနှစ်ထဲမှာကြတော့ကားတွေယင်းတွေနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ဆောင်တဲ့သူတွေအထူးတတိထားပါအာကားအစ်စ်တွေယင်းအစ်စ်တွေဝယ်မယ်ဆိုရင်လည်းဒီနှစ်ထဲမှာတည်တည်ချာချာနားလည်တက်ကြွနေသူနဲ့ဆန်းစစ်ပြီးမှဝယ်စီခြင်းနဲ့အဝယ်မားတာမျိုးတွေအဲဖြစ်တတ်တဲ့အယောင်မားတာဖြစ်တတ်တဲ့တခါတလေကြာရင်ကိုကဈေးကြနေတော့ရောင်းမိပြီးကိုထပ်ဝယ်မယ်ဆိုရင်ဈေးတက်တဲ့အချိန်မှာဝယ်မိတဲ့ဟာမျိုးတွေ ဖြစ်တဲ့တင်เนาะအဲ့လိုဟာမျိုးလေးတွေပေါ့အဲ့တော့ကားတွေရင်နေနဲ့အာပတ်သက်တဲ့ခါဒီနေ့တွေထဲမှာဝယ်ယူမယ်ရောင်းချမယ်ဆိုရင်လည်းစားစားရရတေးသေးချာချာလေးရောင်းဟိုလုတ်စေရှင်နေပေါ့လူအများခုနဲ့သားသမီးရှင်းနေလည်းနဲ့ပတ်သက်ငွေကြေးကားတော့အကန်ကတော့ဟိုဒီနေ့တွေထဲမှာအာဘယ်လိုပြောမလဲလုံးဝ positive ငွေကြေးပြေလေခြင်းနေဆိုရင်ငွေကြေးတွေအဆင်ပြေတဲ့နေရာမှာနေခြင်းနေဆိုရင်လုံးဝ positive ကောင်းမြင်တဲ့စိတ်ထားနေသွားမှဖြစ်မှာเนาะ ငွေကြေးနဲ့ပတ်သက်တဲ့အယူအဆတွေပို့ပြီးလွှဲမားလာတယ်လို့လူတအုပ်တယောက်စဉ်းစားရငွေကြေးတွေကအာဘယ်လိုပြောမလဲရှာဖွေရတဲ့အခါမှာတော့စ조사အထုတ်ပြီးရှာဖွေကြရမယ့်အနေအထားမျိုးလေးတွေတွေ့ရတယ်။အဲ့တော့တင်နာချင်းနဲ့သွားမေကာလာတွေလို့ပဲပြောချင်တယ်။အာငွေနဲ့ပတ်သက်ပြီးအကောင်းမြင်စိတ်ထားပါငွေကိုရဲရဲကြီးစွန့်ရဲပါဒါမှကိုယ့်စီကိုပေါပေါများများပြန်ဝင်မယ်ဆိုတဲ့ logic တွေကိုသုံးစေချင်တယ်ပေါ့နော်ကိုဟိုစွန့်နေဆိုတာပေါ့မဟုတ်မကောင်းတဲ့နေရာတွေမှာအသုံးပြုရမယ်ပြောတာမဟုတ်ဘူးလူတန်းတော့မယ်ဆိုရင်ကိုရဲရဲကြီးလူတန်းလိုက်ပေါ့တအားကြီး တူတန်းလိုက်ပြီးနှမျောတာတွေအဲ့လိုစိတ်မျိုးတွေမထားနိုင်နဲ့ပေါ့နော်အဲ့လိုဟာလေးတွေကိုပြောချင်တာပါအဲ့ဒါတနင်္လာသားသမီးတွေအတွက်ဒါပြီးသွားပြီဒါတွေကအာရေပူရအကြမ်းဖျင်းပြောတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်မပြောတဲ့ဟာတွေကတယောက်ချင်းစီနဲ့ကြောက်လဲကန့်ညီချင်းကန့်ညီမယ်အမကန့်ညီရလဲရှင်ရှင်မယ်ကန့်ညီတဲ့သူကန့်ကန့်ညီသွားမယ်ပေါ့နော်ဒါပေမဲ့တော်တော်များများနဲ့ကန့်ညီနေမယ်ဆိုတော့တေချာပြောရပါတယ်အင်္ဂါသားသမီးတွေအင်္ဂါသားသမီးတွေကဒီနေ့တွေထဲမှာသူကတချို့အင်္ဂါသားသမီးတွေဟာနေရအွှေ့ပြောင်းပြောင်းရွှေ့တွေရှိလိမ့်မယ်ရှိမယ် ပြီးတော့ဒီနေ့ပိုင်းနေ့မှာစိတ်လုံခြုံမှုပိုရှိလာမယ်စိတ်ကပိုအေးချမ်းလာမယ်ပိုတည်ငြိမ်လာမယ်လောကရဲ့ဟိုဖြစ်သမျှအကြအစိုးကောင်းအကျိုးကြောင်းတွေပေါ်မှာအာတိခတ်နိုင်စွမ်းနေမြင့်မားလာပြီးတော့အင်္ဂါသားသမီးတွေကဒီနေ့ထဲမှာစိတ်ပိုင်းဆိုင်ရာအတော်လေးကိုကအာဘယ်လိုပြောမလဲဟိုစိတ်တည်ငြိမ်မှုတွေရှိကြတယ်ဘာလေးပဲလာလာအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်မယ်ဆိုတဲ့စိတ်ကောင်းနှလုံးသားကောင်းနေရှိပြီးဒီနေ့ပိုင်းနေမှာတရားတွေရမယ်တံဝေခရရစရာတွေရှိပြီးတော့အင်္ဂါသားသမီးတွေကတကယ်ပေါ့နော် အာတရားနဲ့အညီနေထိုင်ကျင့်ကြံမယ်ဆိုတော့အာစိတ်ထားတွေဘက်ကို ပို့ပြီးတော့တွားလိုက်မယ်ပြီးတော့အရင်းကြီးမြုံနယ်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ဆောင်နေတဲ့အင်္ဂါသားသမီးတွေဒီနှစ်ထဲမှာအာကိုရင်းနှီးမြုံနယ်ထားတဲ့အရေးအရာတွေကရလက်ကောင်းနေပေါ်ထွက်လာနိုင်တယ်နှစ်စီလာများတီးပင်စားပင်အပင်တွေစိုက်ထားတဲ့သူတွေဆိုရင်လည်းဒီနှစ်ထဲမှာပေါ့နော်ကိုစိုက်ပျိုးထားတဲ့အရာလေးတွေကနေအသီးပွင့်ခံစားရရှိတဲ့အနေထားမျိုးလေးတွေကိုတွေ့ရတယ်ပေါ့နော် ပြီးတော့ ်ငါသားသမီးတွေကဒီနေ့ထဲမှာခုနနေရာအရှိပြောင်းပြပေါ့နော်ညဝင်းရဲ့နေကကိုနဲ့အာဘယ်လိုပြောမလဲဝေးခွာသွားတဲ့မိကောင်းဖေကောင်းနေနဲ့အံပြန်တွေ့ရတဲ့တဲ့ဒီနေ့ထဲမှာအထူးပျော်ရွှင်ရတဲ့တဲ့ငွေတွေကအများကြီးမပေါ်ချန်နေဘူးဆိုရင်တောင်မှငါသားသမီးတွေကအလွန်တရာမှရောင်ရဲတင်းတိမ်နိုင်တဲ့စွမ်းရည်တွေမြင့်မားလာမယ်မြင့်မားလာပြီးတော့ဘဝမှာကိုလိုချင်တဲ့အရာလေးတွေကိုဖြည်းဖြည်းအေးအေးလေးနဲ့ပေါ့နော်အာဆွဲဆောင်နေကြလိမ့်မယ်စိတ်အေးချမ်းမှုနဲ့ကောင်းတဲ့အရာတွေကိုဆွဲဆောင်နေကြလိမ့်မယ် လုံခြုံမှုတွေနှွေးထွေးမှုတွေစိတ်ထဲမှာခံစားရနေတယ်ဒီနေ့ထဲမှာအင်္ဂါသားသမီးတက်ရမှာ90ရာခိုင်နှုန်းလောက်ကကောင်းတဲ့အရာတွေကိုကြုံကိုကြုံတွေ့ရမယ်လို့ကျွန်မပြောချင်တယ်ပြီးတော့ကျွန်မတို့အင်္ဂါနဲ့ဆက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အခါမှာလည်းပေါ့နော်ဆက်ပစ္စည်းအကြီးတွေပေါ့အာဒီဘဖိုးတွေရှိရှိနဲ့မီဆက်တွေရှိနဲ့ဆက်ပစ္စည်းကြီးတွေထားပါတော့နော်အဲ့တော့လူတွေတော်တော်များများခုနဲ့သားသမီးရှင်းနေတယ်ဟာဆက်ပစ္စည်းအစ်စ်တွေဝင်ကိန်းတွေရှိတယ်ဆက်ပစ္စည်းအစ်စ်တွေဝင်တတ်တယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လာတဲ့အခါကျရင်ဒီနောက်ပိုင်းမှာအားလုံးက ာစိတ်အေးချမ်းမှုပိုပြီးလိုလားအဲတက်မှတ်လာကြလိမ့်မယ်စိတ်တွေကထိမ့်သိမ့်နိုင်နဲ့စွန့်ရည်တွေမြင့်မားလာလိမ့်မယ်စိတ်ပိုင်းဆိုင်ရာအတော်လေးပေါ့အစ်စ်မြင့်မားလာတာစိတ်တက်အစ်စ်တန်းမြင့်မားတာအဲ့လိုဟာမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်စိတ်ပျော်ရွှင်ရမယ့်အရာလေးတွေကိုလည်းကြုံတွေ့ကြရလိမ့်ဦးမယ်လို့ပြောချင်နေပေါ့နော်မိသားစုတွေအတင်းမှာအဲ့လိုပေါ့တယောက်နဲ့တယောက် ိတ်သဘောထားမတိုက်ဆိုင်တာမျိုးတွေလည်းရှိတော့ရှိတယ်ဒါပေမဲ့အဲ့ဒီတွေကြမှာအစိုးရရဲ့အကောင့်တွေကိုရွေးချယ်လာတတ်လိမ့်မယ်လို့ဟိုပြောချင်ပါတယ်ဘုဒ္ဓဥဒ္ဒသမီးဘုဒ္ဓဥဒ္ဒသမီးကဒီနေ့ထဲမှာအတာစားလာတဲ့လို့ဘုဒ္ဓဥဒ္ဒသမီးကမရဏကျိုးကိုမှာတွားရမယ်။အဲ့တော့ဘုဒ္ဓဥဒ္ဒသမီးတွေကဒီနေ့ထဲမှာကျမ်းမာရေးနဲ့ပတ်သက်ရင်အတော်ကြိုးစားရလိမ့်မယ်။ဒါပေမဲ့ तू ကဘယ်လိုပြောမလဲဆိုရင် မ်းမာရေးနဲ့ပတ်သက်ရင်ဂရင်းစားရမယ်ကျမတို့ဝိညာဉ်စိတ်ကိုကိုထူးထင်းချုံရမယ်ကာလတွေပါဘုဒ္ဓဘာသာသမီးတွေเนาะအာဘာသာရေးနဲ့ရှေ့ဆက်သွားပါအစိုးကိုကဘာသာရေးနဲ့ရှေ့ဆက်သွားတယ်ဆိုတော့ကိုမှကြုံမဲ့အစိုးတွေကအနေချင်းပဲကိုကိုလာပြီးတော့ထိခိုက်နိုင်တယ်เนาะအဲ့တော့ဝီချင်းနဲ့ဆိုရင်ကတော့လေဘယ်လိုပြောမလဲအာတရားမှာ 30ရာခိုင်နှုန်းလောက်ကပေါ့နော်ဗုဒ္ဓဥသာသမီးတွေငွေကြေးနဲ့ပတ်သက်ရင်ကတော့အဆင်ပြေနေကြမယ်။ကျန်တဲ့ဒီ60 90ဆိုတဲ့ရာခိုင်နှုန်းကတော့အထူးတတိထားရမှာကငွေကြေးနဲ့ပတ်သက်တဲ့အခါကျရင်အမမခံပါနဲ့။အမခံပေးတာလေရှောင်နေစင်ပါလေနော်။အာဘယ်လိုပြောမလဲကိုမတက်နိုင်တဲ့ကိစ္စရက်တွေကိုအမခံပေးတာမလုပ်ပါနဲ့။ လူလိန်ခံရတတ်တာမျိုးပေါ့နော်ကိုယ့်ကိုလူအနည်းကလူတွေကဒုက္ခပေးတတ်တာမျိုးတွေကိုလည်းသတိထားရမှာဒီဘုဒ္ဓဟူသားသမီးတွေပဲဖြစ်ပါတယ်လေးနဲ့ပတ်သက်တဲ့ယောဂါတွေဝမ်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေကိုလေးယူဆိုင်ပေးပါကျမတို့ခုနှစ်သားသမီးရှင်းနေတယ်လေးနဲ့ပတ်သက်တယ်ဆိုရင်ဒီနှစ်ထဲမှာလေး လေနဲ့ပတ်သက်တဲ့ယောဂဝမ်းနဲ့ပတ်သက်တဲ့ယောဂအဲ့ဒါမျိုးလေးတွေတချို့မှာယောဂအခန်းရှိဆိုလေဖြတ်လင်ငန်းဖြစ်သွားဖြစ်တတ်တဲ့ဟာတွေနော်လေဖြတ်သွားတတ်တဲ့ဟာမျိုးတွေအဲ့ဒါမျိုးလေးတွေကိုဂယုစားရမယ်ဝမ်းနဲ့ပတ်သက်တဲ့ခါတွေကကြတော့ဒီကျမတို့9လပိုင်း10လပိုင်းဒီကာလဒီ6လပိုင်းကနေ9လပိုင်း10လပိုင်းဒီကာလတွေအထိနောက်ပဲဂယုစားရမယ်ဒီနောက်ပိုင်းမှာတော့အာ တို့ဝမ်းနဲ့ပတ်သက်တဲ့ဟာတွေကဒါစိတ်ပူကြတော့မလို့ဒါပေမဲ့တတိပုဂ္ဂလတယောက်ချင်းစီမှာကြာတော့ကျမတို့အစာအိမ်ယောဂရှိတဲ့လူတွေဝမ်းပိုက်ခွဲစိတ်ထားတဲ့လူတွေဝမ်းပိုက်နဲ့ပတ်သက်တဲ့ဥပမာဆိုဥအတက်တို့ပါပေါ့ဗျာနော်ဥတို့ဥအတက်တို့ အဲ့ဒီဟာတွေနဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေငโกကရှိထားတယ်ဆိုရင်ပိုခရင်းဆိုင်တက်ပါခရင်းဆိုင်ပါလေးအောင်ကလေးထိုးတာတွေခဏခဏဒီနှစ်ထဲမှာဖြစ်တက်ပါတယ်အဲ့တော့အစာနဲ့ကုရမယ်ပေါ့နော်အစာမလို့မရဘူးအတိကကအစာ ကိုခရင်းဆိုင်ရမယ်အဲ့လိုတွေမဖြစ်ချင်ဘူးဆိုရင်အစာကိုခရင်းဆိုင်ရမယ်အကျမရေကိုပို့ပြီးတော့လုပ်ပေးရမယ်နော်အဲ့တော့အားလုံးဟာကံဟာကိုကကံအညံ့ဖြစ်နေတယ်ဆိုတာကကြိုတိတာဟာမကောင်းတာမဟုတ်ပါဘူးကောင်းတာလား ကျမတို့ကကံကိုပြင်လို့ရတယ်နော်မကောင်းကံတွေကိုကောင်းကံတွေနဲ့အစားထိုးလို့ရတယ်ရှင်နော်ဒါကတော့ဒါရေဘူးရတာတည်တည်တိတ်ထိုက်တာကိုပြောပြတာဘုဒ္ဓဘုရားသမီးတွေကဒီနှစ်ထဲမှာအာဘယ်လိုပြောမလဲအာ စိတ်ကိုအထူးထိန်းချုပ်ပါဗုဒ္ဓဟူသားသမီးတွေကစိတ်မြန်လက်မြန်ရှိတယ်သူကဘာရဲမဟုတ်ဘူးသူကရှူးရှူးတိုင်းတိုင်းလောက်တဲ့အကျင့်တွေရှိတယ်လေအဲ့တော့စိတ်ကိုအထူးတတိထားပြီးထိန်းချုပ်ပေးပါလို့ဟိုမှတ်ချင်ပါတယ်နော်စိတ်မထိန်းချုပ်နိုင်တဲ့နေရာကနေစပြီးတော့ကိုယ်မှာအကြီးကြီးပြဿနာတွေဖြစ်သွားတတ်တယ်ပြဿနာတွေစတဲ့အရင်ခံကစိတ်ကိုမထိန်းချုပ်နိုင်လို့ပါပဲနော်ဗုဒ္ဓဟူအဲ့ဇာတာပတိသားသမီးတွေဇာတာဘေးသားသမီးတွေဟာ ဒီနေ့ထဲမှာမိဘတွေနဲ့ပတ်သက်ပြီးပို့ပြီးတော့ပျော်ရွှင်ရတတ်တယ်။အာဆင်မျိုးမိတ်ဆွေတွေရဲ့ကုညီထောက်ပံ့မှုတွေရတတ်တယ်။ဘဝမှာခုတည်းသူတဖြင့်ကြာသာပြေးသားသမီးတွေကဘဝမြင့်မားလို့တဲစိတ်တွေပညာရေးနဲ့ပတ်သက်ရင်းပဲဖြစ်ဖြစ်ဘဝလမ်းကြောင်းပဲဖြစ်ဖြစ်အရင်မြင့်မား ရှင်တဲ့စိတ်ကြီးအရင်ပြင်းထန်နေလိမ့်မယ်ဒါပေမဲ့တခုမှကျွန်တော်အရင်ကြီးစိတ်တွေမပြင်းထန်လုံးမနဲ့အရင်စိတ်တွေမလောကြီးပါလေနော်အရာအလုံးကဒီနှစ်တွေထဲမှာလူတွေအကုန်လုံးကပန်းခင်းတော့လဲရှာပါအောင်မှာမဟုတ်ပါဘူးနော်အဲ့တော့ဖြစ်ချင်တဲ့စိတ်ကလေးတွေကိုအနည်းငယ်ရှင်းချပေးပါဒါသာပဲဒါသမီးတွေမာဇနာဖြစ်ချင်တဲ့စိတ်ကိုရှင်းချပေးပါအရင်ကြီးစိတ်တွေကိုအားစိုက်တာများပြီးတော့စိတ်ပင်ပန်းအမ်ရတဲ့ဟာမျိုးတွေဖြစ်တတ်တယ်ဟုတ်ဘယ်လိုပြောမလဲ အဝေးကလူတွေကကိုကိုကူညီဆောက်ရှောက်တာမျိုးကြုံတွေ့ရတတ်တယ်မိဘတွေကလည်းကိုကိုကူညီဆောက်ရှောက်ပေးတာမျိုးငွေချင်းနဲ့ပတ်သက်တဲ့အခါကျရင်ကိုကိုကူညီလို့ရင်အကူအညီကောင်းတွေရတတ်တာမျိုးဒါမျိုးတွေကြုံနေကြုံနေပြီခုနကသားသမီးရှင်းနေတဲ့သားသမီးတွေအကုန်လုံးကလောက်ရမှာကလေဘာသာရေးပို့လုပ်ပြီးဒီနှစ်ရက်ကန်စားတာမှာကဘာသာရေးကိုအဓိကအကြီးအမှုထားပြီးတော့လုပ်ရမယ်နှစ်တစ်နှစ်ပဲဖြစ်တယ်ဘာသာရေးကိုပို့ပို့ပြီးတော့လုပ်ပေးပါနော် ဘာသာရေးပို့ပို့ပြီးလုပ်ပေးပါပြီးတော့ခါကြတော့ဒီနေ့ထက်မှပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပညာရေးတွေအမွေတွေเนาะအဲ့ဒီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဟာအော်ပညာရေးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တာတွေကောင်းငယ်အမွေတွေဘာတွေအမွေအနစ်တွေမိဘတွေရဲ့အမွေနစ်တွေပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အမွေနစ်တွေရတတ်တယ်တချို့တော့တရားမှာဆရာခိုင်နှုံးသောလူတွေတရားမှာ အာဆေရခိုင်နှုံးသောလူတွေဒီအလိုတရာမှကန်ကောင်းကြလိမ့်မယ်ဒီနေ့ထဲမှာကန်ကြမ္မာကပေးတတ်သောငွေကြေးတွေကိုရတတ်တယ်အမွေမရရတာအမွေရတကယ်လို့ထီပေါက်တာမျိုးအဲ့လိုဟာမျိုးကန်စားတာကောင်းတွေကိုအာခနဲ့သားသမီး၈နှစ်နဲ့လည်းမှာတရာမှာဆေရခိုင်နှုံးလောက်ကအဲ့လိုကန်ကောင်းတဲ့ဟာတွေကိုဟိုရရှိထားတယ်ပိုင်ဆိုင်ထားတယ်နော်အဲ့တော့အဲအကြာသာပေးသားသမီးတွေကအဲ့လောက်ပဲပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေကတောက်ကြတွေကဒီနှစ်ထဲမှာအာ မမာနာကြီးနေပို့ကြည့်တတ်တယ်ငါဟဲ့ဆိုပြီးသူကတောက်ကြတွေကဒီနေ့ထဲမှာတော်တော်များများတောက်ကြတော်တော်များများကကိုလုံရင်လုံသလောက်အကျိုးစီးပွားဖြစ်ထုံးမဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ကိုပြောရင်ပြောသလောက်စကားတွေအောင်မြင်မဲ့နှစ်လို့ပြောလို့ရတယ်ဒါပေမဲ့တောက်ကြတွေကမမာနာတွေရောက်တတ်တယ်လုံသမျှကန်သမျှဖြစ်လုံးလို့ငါဆိုတဲ့မမာနာအတ္တကပေါ်ထွက်လာပြီးတော့ခါကြတော့ကိုရဲ့ကောင်းနေတဲ့ကံကနှိပ်ပါသွားတတ်တယ်လုံးဝအဲ့ဒါလေးကိုတတိထားပြပါအကောင်းနေကြီးကြုံလာပြီဆိုရင်လည်းငါဟဲ့ဆိုပြီးအတ္တမမာနာမကြီးပါနဲ့ เนาะအကောင့်တွေကြီးပဲကြုံလာတယ်ဆိုရင်ကိုဒီထက်မကကောင်းအောင်ဘာလို့ဘယ်လိုပြန်စူးစမ်းပြီးလုပ်မလဲကိုပိုးကမှကန်ကောင်းတယ်ငွေကြီးအလောက်ကန်စီပါလူမှုရေးဆဆရာကန်ကောင်းတယ်လို့ဆိုရင်ကိုကလောက်ရမှာကကိုရလာတဲ့ငွေကြီးတွေကိုပြန်လဲလှူဒန်းပေးကန်တာလုပ်ပါလူအများအပေါ်မှာကောင်းမွန်တဲ့မြစ်တာစိတ်ထားပြီးတော့ခါကြတော့စောင့်ရှောက်ကူညီတဲ့ဟာမျိုးတွေလှုပ်ဆောင်ပေးပါအဲ့လိုဟာမျိုးတွေလှုပ်ဆောင်မှာပဲအာဘယ်လိုပြောမလဲအဆင်ပြေမယ်เนาะအဆင်ပြေမယ် သွားလာရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ခါနိုင်ငံခြားတွေနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ထားရည်မှန်းထားတယ်သွားလာခြင်းတဲ့သူတွေဒီနှစ်ထဲမှာအထူးအောင်မြင်တတ်တယ်မထင်မဲ့တစ်ဖက်နဲ့မရည်ရွယ်ပဲနဲ့နိုင်ငံခြားခရီးတွေသွားရတတ်တာဟာမျိုးဖြစ်မယ်ခရီးနဲ့ပတ်သက်တဲ့ဟာတွေဖြစ်မယ်အစိုးရကအကောင့်တွေကြုံလာမယ်ပျော်ရွှင်စရာကိစ္စရပ်ကလေးတွေကြုံလာမယ်မိသားစုတချို့သောမိသားစုတွေကတရားမှာအာဘောနော်တရားမှာ80ရာဟိုင်းတော့တော်လူတွေပျော်ရွှင်ရတတ်တဲ့ဟာမျိုးကြုံရတယ်ပေါ့နော် ကျွန်တော်ကြုံရကြုံရမယ်ပေါ့ကြုံရတဲ့ဟာလေးရှိမှာဒါတတိပုတ်ကလမိသားစုတွေကပြောရှင်မှုလေးတွေပြောပြတာနော်အဲ့လိုဟာမျိုးလေးကြုံမယ်ခီးနဲ့ပတ်သက်တဲ့ကံလေးတွေကောင်းမယ်နိုင်ငံရေးခြားခီးတွေသွားတဲ့တဲ့မမျော်လေးမယ်နဲ့နိုင်ငံရေးခြားကိုသွားတဲ့တဲ့ဟာမျိုးလေးတွေကြုံလိမ့်မယ်အဲ့တော့ကြာတာသမီးလေးပြင်ပေါ့နော်လူအများနဲ့ပတ်သက်တဲ့ခရီးလုပ်ငန်းတွေအောင်မြင်လိမ့်မယ်လို့ပြောချင်တယ်ခုပြီးတော့စနေသားသမီးတွေစနေသားသမီးတွေကဒီနေ့ထဲမှာအမ် ကန်ကောင်းတတ်တယ်ကန်ကောင်းတယ်ဆိုပေမဲ့ပေါ့နော်စနေတွေကိုကျမပြောချင်တာပါစနေတွေကန်ကောင်းတယ်လဲဆိုဘာသာရေးနဲ့တွဲမှာကန်ကောင်းမှာဒီတိုင်းတော့ကန်မကောင်းဘူးဘာသာရေးတွဲရမှာဘာသာရေးကတော့ဗျာလုံရင်လုံတလောက်စနေတွေဖိတ်တလုံးနဲ့ထိတ်ဆုံးမယ်သူကဘာလဲဆိုရင်ကန်ကျမဂျိုးခွင်လည်းဖြစ်တယ်ဆိုတော့လေကန်ကျမဂျိုးခွင်လည်းဖြစ်တယ်ဆိုတော့စနေတွေဟာဒီနေ့ထဲမှာသူကကောင်းတဲ့ကန်တွေလောက်တာများလေလေစနေသားသမီးတွေကထိတ်ရောက်နေနေတယ် ဲ့တော့အဆဆရရာအကောင်းချင်နေဆိုရင်ပေါ့နော်ဘာသာရေးလုပ်ပါရေဒနာတွေကြောက်စိမ့်တွေဗလင်များတွေကိုရေဒနာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ခါကြတချို့သောလူတွေကပို့ပြီးတော့အောင်မြင်တတ်တယ်ရေဒနာကုံတဲ့တွေလည်းအချောင်းဝယ်တွေပို့ဖြစ်ထွန်းတတ်တယ်အောင်မြင်တတ်တယ်နော်အဲ့ဒါပြီးနိုင်ငံရေးစာနဲ့ပတ်သက်တဲ့ခရီးကံခွင့်လန်းနေကောင်းနေတာတွေ့ရတယ်နော်အဲ့တော့တချို့သောသူတွေဟာအာဒီနှစ်တွေထဲမှာထီစုကြီးတွေပေါက်လိမ့်မယ် ထီဆူကြီးတွေပေါ့မယ်ကန်တမာဂျိုဝင်ရဲ့ကောင်းတဲ့ကန်တရားကိုလုံးဝပိုင်ဆိုင်ရရှိလိမ့်မယ်အဲ့တော့2389ခုနှစ်ခုနှစ်တည်းမှာဘယ်နဲ့နဲ့သားသမီးမစို့ခုနှစ်ရဲ့သားသမီးဘယ်နဲ့နဲ့မစို့ကံအညံ့မဲ့ရှိရှိကံအကောင်းမဲ့ရှိရှိအားလုံးကိုကျမတေချာပြောချင်တာကရှင်တို့ဒီကိုယ့်ရဲ့ဝစီကံတွေစိတ်နမတ်1မနောစ်ကိုထိမ့်ပါဝစီကံကိုထိမ့်မယ်လူတွေကတော်တော်များများကာယကံအမှုကတော့တိတ်မှမပြူကြတာ ဟုတ်တယ်မလားအဲ့ဒီကနကံကိုထိမ့်ပြီးဘာသာရေးဟိုသားလောက်ကြမယ်ဆိုရင်ဟောဒီ1389ခုနှစ်အတွင်းမှာကျမတို့တွေအားလုံးဟာအစိုးရကနေအကောင်းကြီးဖြစ်လာနိုင်မယ်ကျမတို့တွေအကုန်လုံးဟာကျမတို့ရဲ့ကံတွေကောင်းလို့လို့လက်ခမောက်ခတ်ပြီးတော့ပျော်ရတဲ့အချိန်ခါလေးရောက်လာနိုင်မယ်နော်ပျော်ရတဲ့အချိန်ခါလေးရောက်လာမယ်ကျမတို့ကံတွေဟာကံကြမ္မာဂျိုးခွင်းဟာအကောင်းဘက်မှာကျမတို့ဘက်ကိုဥတီလာနိုင်မယ် ဒါပေမဲ့ကျမတို့ကဘာလုပ်ရမှာလဲဆိုရင်ကျမတို့ရဲ့မနှောစိတ်တွေကိုထိမ့်မယ်ကျမတို့ရဲ့ဝစီကံတွေကိုထိမ့်သိမ့်မယ်ကျမတို့ကဘာသာရေးကိုဦးထိပ်မှာတင်ထားပြီးတာနေတယ်ဆိုရင်မိတ်ဆွေတင်ဟာအဲ့ဒီအချက်တင်နေညီအောင်နေတယ်ဆိုရင်ဟောဒီမှာမိတ်ဆွေဟောဒီလိုလက်ခမောက်ခက်တန်ကြမှာကမိတ်ဆွေအတွက်ပဲမိတ်ဆွေတွေအတွက်ပဲတကယ်တကယ်ကိုကောင်းတဲ့ကံရလိုက်မယ်ထီဆိုကြီးချဲဆိုကြီးတွေပောက်တဲ့သူတွေရှိမယ်နော်ပောက်ကြလိမ့်မယ်အဲ့လိုမျိုးကံနေပေါ့နော်သူတပြည့်ထီဆုကြီးတွေပေါ့နော် ပေါက်တဲ့သူတွေရှိမယ်ယတနာတွေဝင်လာတာတွေရှိမယ်မိသားစုတွေအတွင်းမှာဝင်ရောက်လာတဲ့ခလေးတွေဟာအာတကယ်ကိုကိုယ့်အတွက်လာချင်းကောင်းသောခလေးမျိုးတွေဖြစ်နေတယ်လို့ဟိုကျွန်မပြောချင်ပါတယ်ပြီးတော့1389ခုနှစ်ခုနှစ်မှာအတွင်းမှာကိုဝင်ဆောင်တဲ့လေးတွေကဒီနှစ်ထဲမှာကိုဝင်နဲ့အာပတ်သက်တဲ့ဟာလေးတွေလည်းတတိတော်ထားပြီပါနော်အစားအသောက်နေ့တိုင်းအသွားလာလေးတွေကိုစင်ကျင်ပေးပါနော်တအူးသာသမီကိုဝင်ဆောင်တအူးမိပါတွေဆိုရင်ပို့ပြီးတော့အစားအသောက်နေ့တိုင်းလေးကိုစင်ကျင်ပေးပါ ဲ့တော့ဒါတွေကဒီဘူးရအကြံပြင်းဟောထားတာလေးတွေပဲဖြစ်ပါတယ်။ခါးတွေပါလုံးလုံးနော်လက်ခမောင်းတွေခက်ပြီးတော့ပြောမိတယ်ဒီကအားတွေပါသွားတာတကယ်ကောင်းတဲ့အဟာတွေကိုလည်းအရင်မြင်လိုက်တာလေနော်ထမင်းချောင်းပီးပြီးကျမတို့ထမင်းရီချောင်းပီးမောင်းတီးပြီးတာလူတိုင်းလူချင်းနေကျမတို့အခုတွေအပြိုပြက်တွေကြားမှာကျမတို့တွေအတော်တော်များများစဉ်းစားနေတာဘလို့လူရမလဲအခုဟိုရက်ထက်တထေးကြီးတွေလူတယ်လို့ငါတို့လူမယ် သာသနာတော်ကိုလည်းလှူခြင်းနဲ့ခொနဲ့သာသမီတွေကိုလည်းလှူခြင်းနဲ့ဟုတ်တယ်မလားကျမခုစကိုင်းဆောင်ကိုသွားခဲ့ပျက်စီးပြိုကြနေဖရားတွေအများကြီးပဲနော်အဲ့ဒီကြည်မြင်နိုင်ချောင်ဆိုရင်လေသူဖရားတွေအကုန်လုံးပျက်စီးတာကျမစဉ်းစားရင်ဩငါဒီဖရားတွေကိုပြုပြင်ခြင်းလိုက်တာဒီဖရားတွေကိုပြန်တီခြင်းလိုက်တာအဲ့လိုမျိုးပါကျောက်ဆရာတော်ဖရားကြီးကြောင်းသွားတော့လေစူးစားဆောင်ကြီးတစ်ခုလုံးကြာသွားတာဆိုဟဲ့စူးစားဆောင်ကြီးကမတီးပြီးလှူလိုက်ခြင်းလိုက်တာဆရာလေးတွေစီသွားတယ်ရေတွေခက်ခဲနေတာတွေ့ပြန်တော့လေရေတွေလှူခြင်းနဲ့ဆရာလေးတွေရဲ့ဒီ တိလာရှင်ဝဲဆောင်လေးတွေလှူခြင်းနဲ့လှူခြင်းနဲ့စိတ်တွေကအများကြီးပဲဖြစ်ခဲ့တယ်အဲ့တော့ကျမတို့ကလှူခြင်းတာလှူရအောင်ဆိုတော့ကျမတို့စိတ်ရှိသလောက်လှူဖို့ဆိုတာငွေကြေးတွေရှိနေမှဖြစ်မှာအဲ့တော့ငွေကြေးတွေရှိနေဖို့ဆိုတာလေကျမတို့ကကံလဲကောင်းရမယ်ညံလဲကောင်းရမယ်ဝရိယလဲကောင်းရမယ်เนาะအဲ့ဒါကြောင့်မို့ဒီနှစ်တွေအတွင်းမှာအားလုံးလုံးဆောင်ကံညံ့တာမဟုတ်ဘူးမနောထိမ့်မယ်ဝစီထိမ့်မယ်ဘာသာရေးဥထိတ်ထိုင်းကျမတို့ကလက်ခမောင်းခတ်ပြီးလှူနိုင်ကြမှာ နော်အဲ့လိုအနေထားလေးတွေကိုဒါကျမတို့ကပိုင်ဆိုင်နိုင်ပါဒါအတိတ်ကောင်းနမိတ်ကောင်းတွေဒါကျမကပြောလိုက်တာပါကျမတို့ကအတိတ်တပောင်းနမိတ်ဆောင်ပါလေနော်ပြီးတော့ဒီအခုဒီကံကျမကောင်းတွေပုံမှုပြီးဖြစ်ဖို့ကိုလည်းအဘဘုံမိကောင်ရဲ့83ကျင်ညနော်အဘထပ်ပွဲတော့အကျိုးကတော့လဲကျမတို့စစ်မဲ့အနေနဲ့နေ့စတည့်ရက်နေ့မှာ83မိပွဲကိုဒါလှူမှာအဲ့လိုလှူပေးရတဲ့ဆိုတဲ့ခါလေကျမတို့လည်းမထင်နဲ့ မိတ်ဆွေတို့လှုပ်လိုက်တဲ့ဟာမိတ်ဆွေတို့ပြန်ရမှာကိုလှုပ်လိုက်တဲ့ကုသူကကိုပဲပြန်ရတာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေလုမယ်ပြီးတော့ကျမတို့ကဒီနှစ်တွေအတွင်းမှာအလှပေါ့ခုနကသမီးအလှတွေပါလေးပြုရမလဲဆိုရင်ကျမတို့ကခွေးစာတွေကျွေးရမယ်နော်ခွေးစာတွေကျွေးရမယ်အခုငလေးမင်းမှာဆိုအိုးအိမ်လေးနဲ့ပတ်သက်အလှခံနေရရှိတယ်အဲ့ဒီနေရာတွေကိုလှုပ်ပေးပါအိုးအိမ်လေးနဲ့ပတ်သက်တဲ့အလှခံနေနေရာကိုတသောင်းတန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 ်းနော်နှစ်သောင်းတန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 ်းတသိန်းတ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 န်းလှုပ်ပေးပါခွေးစာကျွေးပေးတာ ခွေးစားကြောင်စားငှက်စားအဲ့ဒီကြွေးတဲ့ကုသိုလ်တွေကိုလှုပ်ပေးရမယ်ငွေလှူပေးပါလူတွေကိုငွေပေါစင်ငွေများများလှူပေးပါဗုဒ္ဓဟူးနဲ့ရွှေသင်္ကန်းကတ်တာတွေရေးအလှူတွေကျမတို့ကများများလှူပေးရမယ်ယင်ဒါနအလှူကိုမှယင်ရှိတယ်ဆိုရင်နော်ကိုရဲ့ယင်ကသွားတဲ့လာတဲ့အခါမှာအနီးနဲ့အနီးနာကအာဘယ်လိုပြောမလဲအာလူတွေကိုကိုကူညီတဲ့အနေနဲ့တည်ရင်ဆိုရင်ပေါ့နော်သွားရလာတာတွေ့ရင်ဟဲ့ငါ ရဲ့ကားလေးနဲ့လိုက်ခက်လေဥမာတစ်ခုသွားမယ်ဆိုကိုရဲ့ကားလေးတွေကအများကိုတင်လို့ရတယ်ဆိုရင်လည်းလိုက်ခက်လေအဲ့လိုမျိုးပေါ့နော်အဲ့လိုပုတို့မျိုးတွေကိုများများလှုပ်ပေးကြပါကျမတို့ကပုတို့တွေများများလုပ်ရင်အခုတို့ကံတွေကနည်းသွားတာပါအဲ့တော့ပုတို့ကံတွေများများတည်ဆောက်ပြီးတော့ကျမတို့ကအကြောင်းတရားကောင်းတွေဖြစ်အောင်တည်ဆောက်မယ်ဒါဆိုရင်အကျိုးတရားကောင်းတွေသိကြပါဦးကြားမှာပါလို့ကျမအနေနဲ့ပြောချင်ပါတယ် တင်ကြံကြံအကြရက်ကလေးမှလည်းမိစွေတို့အားလုံးကောင်းမှုအေးချမ်းစွာနဲ့ဖြစ်သက်နိုင်ကြပါစေ။ကျွန်တော်တို့ရဲ့မင်းသိင်္ဂါချန်နယ်အားဆိုရင်ဒီဟောခွင့်များကိုပူဇော်ပြီးပြသဖို့ကျွန်တော်တို့ရဲ့ချန်နယ်ကဒါကြောင့်မို့ကျွန်တော်တို့ရဲ့ချန်နယ်ကိုပြပါ ဲ့ဟောကားများအမြဲတမ်းဆင်နေအတွက်လည်းမိသားစုအပေါင်းအသင်းကိုတောင်းတဲ့မြေအောင်ဆက်လုပ်ဖို့ဒီလိုမျိုးခင်ဗျာကျေးဇူးများတင်ပါတယ်